မြမစာပေပရိသတ်များအားလုံးမင်္ဂလာပါဒီတစ်ခါမှာတော့မြမစာပေ page ကနေတင်ဆက်ပေးမယ့်အကြောင်းအရာလေးကတော့ဥပုံညာဘွဲတော်နေလို့အမည်ရပါတယ်ကျွန်တော်တို့ရဲ့အစီအစဉ်လေးကိုစားလိုက်ကြရအောင်စာပေရင်ကျေးမှုတွေကိုအမျက်တနှိုးနဲ့တန်ဖိုးထားကြတဲ့အင်္ဂလိပ်လူမျိုးတွေဟာအင်္ဂလိပ်စာရေးဆရာကြီးရှေ့စပီးယားကိုဂုဏ်ပြုတဲ့အနေနဲ့ရှေ့စပီးယားဘွဲတော်နေကိုသတ်မှတ်ပြီးတော့ကျင်းပလေရှိကြပါတယ် အဲ့ဒီနေ့တူမြန်မာနိုင်ငံမှာလဲမြမပညာရေးနဲ့စာပေမှာထင်ရှားခဲ့တဲ့ဆရာကြီးစလီဥပုံညာကိုအစွဲပြုပြီးတော့ဥပုံညာနဲ့ပွဲတော်ကျင်းပရန်အတွက်မြမယဉ်ကျေးမှုအမှုပညာနယ်ပယ်များကိုတည်မြဲစေခဲ့တဲ့ဦးအောင်ဖေဆရာတတိုးနဲ့အမျက်ခွန်မင်းကြီးဦးယူဆိုင်တို့ကကြိုးပမ်းခဲ့ကြပါတယ်။ဆရာကြီးစလီဥပုံညာရဲ့မွေးနေ့ကစုံလာဆန်း73ရက်နေ့ကိုဥပုံညာနဲ့ဖြစ်သတ်မှတ်ကြပြီးတော့ 1944ခုနှစ်မေလ4ရက်နေ့မှာပထမဆုံးဥပုံညာနေ့ပွဲတော်ကို အောင်မြင်စွာကျင်းပနိုင်ခဲ့ကြပါတယ်။ဥပုံညာနေ့ဆိုလို့ရှိရင်စာဆိုတူတဲကိုဂုံပြူရင်ညွန်းတဲ့နေ့တစ်နေ့အဖြစ်သတ်မှတ်ကျင်းပခဲ့တာလို့ဆိုရမှာပဲဖြစ်ပါတယ်။ဒါကြောင့်စာဆိုတော်အားလုံးကိုဂုံပြူရင်ညွန်းသောနေ့တစ်နေ့သတ်မှတ်တင်ကြောင်းကိုဆွေးနွေးဆုံးဖြတ်ခဲ့ကြပြီးတော့ နဒေါ်လာစန်း၁ရက်နေ့ကိုစာဆိုတော်နေ့ဖြစ်သတ်မှတ်ခဲ့ကြတာကြောင့်အဲ့ဒီနေ့ကစပြီးစာဆိုတော်နေ့ကစတင်ပေါ်ပေါက်လာခဲ့တာပဲ ဖြစ်ပါတယ်။စာဆိုတော်နေ့ကို စာရေးဆရာများအသင်းဖွဲ့စည်းပြီးတဲ့နောက်၄နှစ်မြောက်ကာလမှာသတ်မှတ်ခဲ့တာပါ။1944ခုနှစ်စစ်အတွင်းကနေစတင်သတ်မှတ်ခဲ့တဲ့စာဆိုတော်နေ့ဟာအခုဆိုရင်နဒေါ်လာစန်း၁ရက်နေ့တိုင်းနှစ်စဉ်ကျင်းပလာနေပြီပဲ။ ဖြစ်ပါတယ်။စာဆိုတော်နေ့မှာ စာပေဟောပြောပွဲ၊စာပေစုပေးပွဲစသဖြင့်ကျင်းပလေရှိခဲ့သလိုစာပေဆိုင်ရာပြဿတ်တွေကိုလည်းစာရေးဆရာတွေကိုယ်တိုင်ပါဝင်သေးဆောင်လေးရှိခဲ့ကြပါတယ်။ဂျာနယ်ကျော်ဦးချင်းမောင်ရဲ့အကြံပြုချက်အတိုင်းမြမဘရင်ခစ်က အမှုတန်းတွေကိုဝဲအမိချင်းမြင်ခဲ့တယ်။နဒေါ်လာကိုရွေးပြီးနဒေါ်လာစန်းတည့်ရနေတိုင်း စာဆိုတော်နှင့်ကျင်းပရာကနေတလာလုံးစာဆိုတော်လကိုဂုံပြုကျင်းပလာကြတာပဲဖြစ်ပါတယ်။စာဆိုတော်နေလို့အတိအမှတ်မပြုကြခင်ကတည်းကရန်ကုန်အခြေဆိုင် စာရေးဆရာတွေက စုဝေးပြီး စာရေးဆရာအသင်းကိုဒုတိယကမ္ဘာစစ်မှဖြစ်မိကတည်းကဖွဲ့စည်းထားခဲ့ကြတာပါ။အဲ့ဒီအသင်းမှာ ပြင်ပစာရေးဆရာကြီးတွေနဲ့အတူ တက္ကသိုလ်နယ်မြေကစာရေးဆရာငယ်တွေလည်း အင်အားတောင့်တင်းစွာပါဝင်ခဲ့ကြပါတယ်။စေအတွင်းကဒေါက်တာဘမော်လက်အောက်မှာ သူ့ရဲ့အကိုဒေါက်တာဘဟန်ကြီးမှုတဲ့ပညာတကွန်အသင်းနဲ့အတူစာရေးဆရာအသင်းဟာလည်းစာပေပြိုင်ပွဲတွေကျင်းပတာပြဆက်ကတာတွေကိုလည်းပြုလုပ်ခဲ့ကြပါသေးတယ်။ဝီဇီယာပြဆက် တခန်းရဲ့ကပြတဲ့အခါမှာတီဟိုကျွန်းပေါ်တက်လာတဲ့ဝီဇီယာမင်းသားရဲ့တပ်တွေရန်ကားတာကိုဂျပန်စစ်သားတွေပုံစံ ကပြတဲ့ဖို့ခဲ့တယ်လို့ဆိုပြီးဂျပန်အာဏာပိုင်တွေက စိတ်ဆိုးခဲ့ကြသေးတယ်လို့ဖော်ပြခဲ့ပါတယ်။စာပေပညာတွေဖြစ်တဲ့ဓာတ်ပုံပုံစာဘာသာပြန်စာပေနဲ့ဆွဲဆောင်ချမ်းပြုစုတာတွေကိုအားပေးပြီးတော့နောက်ပိုင်းလွတ်လပ်ရေးရရှိခဲ့တဲ့ခုနှစ်တကရီ1948ကနေစပြီးတော့အခုအချိန်ထိစာဆိုတော်နေ့မှာ စာပေစုချင်းမြင့်တဲ့လှုပ်ဆောင်ချက်တွေကိုအစိုးရကကြီးမှုကျင်းပပေးခဲ့ပါတယ်။အဲဒီအချိန်မှာ ဝင်ကြီးချုပ်ဦးလူကိုရိုင်းကစာရေးဆရာဖြစ်ခဲ့လို့စာပေပိမှန်ကိုတည်ထောင်ခဲ့ပြီးဘာသာပြန်စာပေနဲ့ဆွဲဆောင်ချမ်းပြုစုတာကို အားပေးခဲ့ပါသေးတယ်။ဗိုလ်ချုပ်နေဝင်းရဲ့မြမဆိုရှယ်လစ်လမ်းစဉ်ခေတ်အဖြစ်1962ခုနှစ်မှာစာပေညီလာခံတရက်ကျင်းပပြီးတော့စာရေးဆရာတွေကိုဆိုရှယ်လစ်နိုင်ငံထူထောင်ရေးအတွက်ကူညီရေးသားပေးကြဖို့တိုက်တွန်းခဲ့ပါတယ်။အဲ့ဒီနောက်ပိုင်းမှာတော့တဖြည်းဖြည်းနဲ့ စာပေအစီအစဉ်ရေးတွေတင်းကျပ်လာလို့စာပေအရေးသွေးပိုင်းကြာဆင်းမှုတွေညပြခဲ့ကြပြီးတော့စက်ကူဈေးတက်လာလို့စာအုပ်ဈေးကွက်ကလည်းကြာဆင်းခဲ့လာပါတော့တယ်1988ခုနှစ်နောက်ပိုင်းမှာတော့နိုင်ငံရေးဆိုင်ရာရည်သားမှုတွေဖြတ်တောက်ခံရသလိုသမိုင်းစာပေထုတ်ဝေမှုတွေကိုလည်းတင်းကျပ်ခဲ့ပါတယ်အာနာသိန်းစစ်အစိုးရကမျိုးချစ်စိတ်သက်ရှင်သန်ထက်မြက်ရေးအတွက်စာပေပြိုင်ပွဲနဲ့ ထုတ်ဝေရေးတွေဆက်လက် ပြုလုပ်ခဲ့ပါတယ်။အခြားတစ်ဖက်မှာတော့ကိသ္စာပေသဘောတရားတွေစိတ်ဝင်လာမှုကိုတော့စီစီရေးက မကန့်တတ်နိုင်ခဲ့ပါဘူး1960ပြည့်နှစ်မှာမော်ဒန်စာပေဝါဒဟာမြန်မာကပြားတွေမှာ တစားတစားပေါက်ဖွားလာခဲ့ပါတော့တယ်ဖြစ်တည်မှုပဒါနာဝါဒနဲ့တခြားစာပေလက်ရာသစ်တွေကိုလည်းစာပေမဂ္ဂဇင်းတွေကတဆင့် ဖြန့်ဖြူးခဲ့ကြပါသေးတယ်။ချက်ကိုစလိုဗက်ကီးယားရဲ့စကားပြောသလိုစာရေးတဲ့နီးဟာလဲဒေါက်တာမင်းလက်စီကတဆင့်1960ပြည့်နှစ်အလဲပိုင်းတွင်မှရောက်ရှိလာခဲ့ပါတယ်။2010နောက်ပိုင်းမှာတော့စာပေစီစီရေးအပြီးအတိုင်ဖြတ်သိမ်းလိုက်ပြီးတော့စာပေလွတ်လပ်ခွင့်တွေပြန်လည်ပေါ်ထွန်းလာခဲ့ပေမဲ့တက်မတော်ကိုဝေဖန်တရော်တဲ့စာရေးသူတွေကိုဖန်စီပီမတရားဆွဲဆိုတာတွေ ရှိနေခဲ့ပါသေးတယ်။နိုင်ငံတကာစာပေပွဲတော်တွေကျင်းပတာအပြင်စာပေဆွေးနွေးပွဲအလုပ်ယုံတွေကျင်းပတာတွေကလည်းတဖြည်းဖြည်းနဲ့တွင်ကျယ်လာခဲ့ပါတယ်။စာပေအီသွေးတိုးတက်မှုကတော့လွတ်လပ်ခွင့်ရလာသလောက်တိတာတာမရှိသေးဘူးလို့ပညာရှင်တွေကထောက်ပြသုံးသပ်ခဲ့ကြပါတယ်။ကြပြဘက်ကဖွံ့ဖြိုးမှုကောင်းသလောက်ဝိထုဘက်ကနေကွေးတယ်။နိုင်ငံရေးလှုပ်ရှားမှုတွေကိုမှတ်တမ်းတင်တဲ့စာပေတွေ ဒီဘက်နှစ်ပိုင်းမှာပုံမူပေါ်ထွန်းလာတယ်လို့သိရပါတယ်။နောက်များမှာလဲစောင်းပါတူလေးတွေဝိထုတူလေးတွေပညာပေးဇလန်းတူလေးတွေကိုအမြဲတမ်းနားဆင်ကြည့်ရှုနိုင်ဖို့မြမစာပေ YouTube Channel နဲ့ Facebook Page ကို Subscribe Follow လုပ်ထားကြဖို့တောင်းဆိုလိုက်ပါရစေခင်ဗျာ။